ါပေမဲ့ဆိုင်ကယ်ရဲ့အင်ဂျင်အင်ဂျင်ပေါ့နော်အင်ဂျင်ရဲ့ performance ကဟို sport bike performance high speed မောင်းလို့ရတယ်ဗျာအဲ့လိုပုံစံမျိုး adventure riding style ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီဆိုင်ကယ်ပေါ်မှာ rider ကခမမတ်အနေထားနဲ့ထိုင်ရတာဗျာဒူးကတိတ်ကွေးကြမလို့ဘူးပြီးတော့ဒီလက်ကင်ကဟန်တယ်ကကျဲတယ်လက်ကင်ကလည်းဟိုတက်တော့တက်တာ style ပေါ့နော်လက်ကင် style ကလည်းတက်တော့တက်တာဖြစ်တယ်ပြီးတော့ဆေးဟိုက်ကမြင့်တယ်ဆိုင်ကယ်ကဆေးဟိုက်မြင့်တဲ့အတွက်ကျွန်တော်တို့ ရှေ့မြင်ကွင်းကိုရှင်းရှင်းလေးလေးမြင်ရတယ်အဲ့အလိုပုံစံလေး riding style က comfort ဖြစ်တယ်ဗျာအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ key အဝေးကြီးကိုအကြိုက်မောင်းလို့ရတယ်အဲ့ adventure style riding ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်အဲ့လို riding style မျိုးနဲ့ဟိုဆိုင်ကယ် engine ကသူက sport bike တွေရဲ့ engine မျိုး high speed မောင်းလို့ရတယ်ဗျာအဲ့လိုမျိုးအဲ့ဒီနှစ်ခုပေါင်းထားတာပေါ့နော်အဲ့ဒီနှစ်ခုပေါင်းထားတာကိုကျွန်တော်တို့ cross over motorcycle လို့ခေါ်တာကျွန်တော်တို့ဒီ cross over type ကိုဘယ်တော့မှစတွေ့တာလဲဆိုတော့ဥရောပကစလာတာပဲဒူကာတီက ဒူဂါတီကကျွန်တော်2003ခုနှစ်မှာမာဒီဆွာတာစထုတ်တာပေါ့နော်အဲ့ဒီမာဒီဆွာတာကကျွန်တော် cross over တိုက်ပဲဒူဂါတီကမာဒီဆွာလာကိုသူကမထုတ်ခင်မှာ website မှာအဲ့ဒီကုန်းဆက်ပုံလေးကိုတင်လိုက်တယ်ပေါ့နော်တင်ပြီးတော့သူ rider တွေကိုသူမေးတယ်ဒီပုံစံသဘောကျလားပေါ့ဒီပုံစံသဘောကျတဲ့လူရှိမယ်မကျတဲ့လူရှိမယ်ဟို vote ပေးကြပေါ့နော် vote များလို့ရှိရင်လာသူထုတ်ပါပေါ့အဲ့တော့ rider တွေကဒီပုံစံအဆန်းဖြစ်နေတာလေစီးကြည့်မယ်ပေါ့ဗျာအဲ့ဒါနဲ့ vote ပေးကြတော့ vote များတဲ့ခါကျတော့ဒူဂါတီက နောက်နှစ်မှာအဲ့ဒီ2003ခုနှစ်မှာမာဒီဆွာတာကိုသူကထုတ်လိုက်တာဒူဝါဒီရဲ့သူရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့အီတလီပြအီတလီဆိုတော့လမ်းလေးတွေကျင်းတယ်ပြီးရင်တောင်ကုန်းလမ်းတွေရှိတယ်တောင်ဘက်လမ်းတွေရှိတယ်အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုလမ်းတွေမှာဟိုတက်တက်လက်လက်မောင်းနိုင်ရမယ်ဆိုင်ကဟန်နယ်လင်းကောင်းရမယ်ဒီဘယ်ကွေးညာကွေးကောင်းရမယ်ပြီးလို့ရှိရင်လမ်းတွေက on road လမ်းတွေပဲ on road လမ်းတွေများတဲ့တော့ high speed နဲ့လည်းမောင်းနိုင်ရမယ်ဆိုတော့အဲ့ဒီနှစ်ခုပေါင်းဆက်ပြီးတော့သူဒီဇိုင်းဆွဲလိုက်တော့မန်ဒီဆွဲတာပုံစံလေးထွက်လာတာပေါ့နော်ဆိုတော့အဲ့ဒီပုံစံတိုင်း ့သူကဒီကအဲ့လိုကြီးွယ်ချမ်းနဲ့သူကထုတ်လိုက်တာမာရီဆော်လာတော့ပေါက်သွားတယ်ဗျာတောက်လျှောက်ပဲအဲ့ဒီ2003နဲ့ကထုတ်လာတာအခုထိကိုဒီမာရီဆော်လာ V4 အခုထိကိုထုတ်နေတော့ဝဲပေါ့နော်မာရီဆော်လာတော့ပေါက်သွားတယ်ဆိုတော့အဲ့ဒီကောင်က cross over တိုက်ပဲဒါပထမအုံဆုံးပဲ2003ဆိုတော့လေပြီးတော့ဒူဂါဒီကဆက်လိုက်တဲ့အဲ့ဒီ cross over ကဥရောပမှာပြန့်သွားတယ်ပြန့်သွားပြီးတော့ cross over တိုက်တိုက်တွေကဥရောပမှာနာမည်ကြီးသွားတယ်ဘာဖြစ်လို့လဲဆိုတော့ဥရောပကဗျာ ကျွန်တော်နိုင်ငံနေတန်နိုင်ငံတန်နိုင်ငံနဲ့တန်နိုင်ငံသူကဆက်နေတယ်ပြီးလို့ရှိရင် on road တွေပဲများတယ်အဲ့လိုလမ်းတွေမှာ key ထွက်ဖို့တော့ကိုအဲ့လို adventure riding style လိုတယ်ဟို key way ကိုအကြိုင်မောင်းတာမို့အတွက်အဲ့ဒီ adventure riding style လိုတယ်ဒါပေမဲ့ cycle က performance ကောင်းရမယ်အဲဆိုတော့ဒီ crossover type ကဥရောပတစ်ဝက်ကလုံးဝတင့်တော်နေတာအဲ့လိုဖြစ်နေတာဒူဟာတရား2003ခုနှစ်မှာမာရီဆာကိုထုတ်လိုက်ပြီးတော့ကျွန်တော်တို့ဂျပန်ဘက်ခြံကြည့်မှဆိုရင်ကာဝါစကီက 2009ခုနှစ်မှာ Kawasaki Versys 650ကိုသူစထုတ်တယ်။ဂျပန်ထဲမှာဆိုရင် crossover ကအဲ့ဒီ Kawasaki ကပထမအောင်ဆုံးပဲဗျ။ပြီးတော့ဘိန်းကြီးထဲမှာဘိန်းကြီးထဲမှာဘယ်သူကစထုတ်လဲဆိုတော့ဂျပန်ပေါ့နော်။ Honda ကစထုတ်တယ်။ Diafa 600H Cross Runner 2010မှာစထုတ်တယ်။ဆိုတော့အဲ့ဒီကနေကျွန်တော်တို့ crossover model တွေထုတ်လိုက်တာ။အခုချိန်မှာဆိုရင်ကျွန်တော်တို့ Singer brand တော်တော်များများက crossover တွေသူထုတ်နေကြပြီ။ဒီ rider တွေလည်း crossover ကိုဟိုစိတ်ဝင်စားကြတယ်။ ဥရောပတယ်မဟုတ်ဘူးအခုကတကဘာလုံးကပါစိတ်ဝင်စားနေကြတယ်အဲ့လိုဖြစ်သွားလို့နော် cross over model ကကျွန်တော်အခုလက်ရှိ model တွေကိုကြည့်မယ်ဆိုရင် Honda Honda ကိုအရင်ကြည့်မယ်ဆိုရင် Honda ND 1100 DCT ရှိမယ် Kawasaki Kawasaki ဆိုလို့ရှိရင် Vespa 1000ရှိမယ် Yamaha Yamaha ဆိုရင် Tracer 9 GT ပေါ့နော် ပြီးတော့ကျွန်တော်ဥရောပပတ်ချံကြည့်မယ်ဆိုရင် KTM KTM က1290 Super Duke GT ရှိမယ်ပြီး Ducati Ducati ဆိုရင် Multistrada V4 ပေါ့နော် ပြီးရင် BMW BMW က M1000 HR ရှိမယ်။ပြီးရင် MV Augusta အမီ Augusta က Turismo Veloce ရှိမယ်။အဲဒီကောင်တွေကဒါဥရောပပဲခြံအကောင်တွေပေါ့နော်။ဆိုတော့အခုချိန်မှာ crossover model ကဆိုင်ငယ် brand တော်တော်များများကထုတ်နေကြပြီပေါ့နော်။အခုနောက်ဆုံးကျွန်တော်တို့ဒီ EIC MA 2025မှာပြသွားတဲ့ဘိန်းနေထဲမှာအဲ့ဒီ crossover နှစ်စီးပါတာပေါ့နော်။ Suzuki Suzuki ကဟို V-Twin 654 SB 7ဟို GH ပေါ့နော်။ GH ရယ်ပြီးတော့ ဘိန်းအကြီးက GSH S1000 GH ပေါ့ပြီးတော့ Honda လည်းထောက်အောင်ပါ Honda ကတွဲ inline 4 CB1000 GT လာအောင်ပါဆိုတော့ဒီကောင်လေက2026မှာလာမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ crossover ထုတ်တဲ့ဆိုင်ငယ် brand တွေမှာကြီးလာရင်ဘယ်ကောင်အများဆုံးလဲဆိုတော့ထုံးစံတိုင်း Honda အများဆုံးပဲ Honda မှာကျွန်တော်တို့ကြီးလာရင် NC 900နဲ့ 850H အဲ့ကောင်စတွေ့လိမ့်မယ်နော်ပြီးလို့ရှိရင် VFR 800H Cross Runner ရှိမယ်ပြီးရင် ND 1000 DCT ရှိမယ် ပြီးရင်2026မှာလာမယ်ကောင် CB 1000 GT ရှိမယ်ပေါ့နော် Honda ကတော့အများဆုံးပဲကျွန်တော်တို့အဲ့ဒီ crossover bane တွေကသူရဲ့အားသကြံကဘာလဲဆိုတော့ Avanza Riding Style နဲ့မို့သူက key away ကိုအကြအကြီးမောင်းလို့ရတယ် high speed နဲ့မောင်းနိုင်တယ်ပြီးတော့လင်းငယ်ကြီးလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ရှစ်တာယာနောက်တာယာကသူက18ပဲတုံးထားတာပေါ့နော်ရှေ့အောင်နောက်အောင်18လက်မတွေပဲတုံးထားတာဒီကောင်တွေကသူက high speed မောင်းတဲ့ bane တွေပေါ့နော်တာယာတွေ high speed နဲ့မောင်းနိုင်တယ်လင်းငယ်လည်းကောင်းကောင်းယူနိုင်တယ်အဲဒါကြောင့်ကျွန်တော်တို့ရှေ့19လက်မဟိုတာယာ size ဂွေ size ဆိုလို့ရှိရင် ကျွန်တော်ဒီ cross over နဲ့ထဲလို့မရအောင်အဲကောင်အဗန်ချတဲ့ရောက်သွားမှာဘာဖြစ်လဲဆိုတော့ရှင်း16လက်မဆိုရင်လင်းငယ်ကောင်းကောင်းယူလို့မရဘူးဗျ high speed အများကြီးနဲ့လည်းဒီကောင်ဟိုမောင်းလို့အဆင်မပြေဘူးပေါ့နော်အဲဒါကြောင့်ဆိုတော့ cross over ဘင်းကရှင်း16လက်မနောက်16လက်မရှိရမယ်အဲ့ဒီတခုတော့ရှိတာပေါ့နော်အဲ့လိုမျိုးဆိုတော့ venture riding style နဲ့ key way တွေကိုအကြိုက်မောင်းလို့ရတယ်ပြီးတော့ engine အနေထားက sport bike လို့ engine performance အနေထားနဲ့ပေါ့နော် performance ကောင်းကောင်းနဲ့ high speed မောင်းလို့ရတယ်အဲ့ဒီဟာကဒီ cross over ရဲ့အဓိကအားသာချက်ပေါ့နော် အားနဲ့ချက်တွေကပါရှိမလားဆိုတော့ဒီကောင်ကဘိန်းကြီးလေးဆိုရင်တထောင်စီစီပတ်ချလဲလေဆိုရင်သူက speed တစ်ခုနဲ့မောင်းနေမှာရတယ်ဟို speed နှေးွားတာလို့လမ်းမကောင်းတာလို့ဆိုရင်ဒီကောင်ကြီးတွေအဆင်မပြေဘူးဗျာဒါဖြစ်ရဆိုတော့ engine က hit တက်တယ်အဲ့လိုမျိုး engine က air cooling ကောင်းကောင်းမရတဲ့ခါကျတော့ဒီကျွန်တော်တို့ radiator အတွက်ပေါ့နော်ပြဿနာရှိတယ် radiator ကောင်းကောင်းအလုံးမလုံးဘူးပန်ကအားကိုးရရောအဲ့ခါကျတော့ဟို engine က cooling effect ကောင်းကောင်းမရဘူးဆိုတော့ engine က hit တက်တယ်အဲ့ဒီ hit ကို rider ကတောက်လျှောက်ခံစားနေရဆိုတော့ rider အတွက်အနောက်ချက်ဖြစ်တယ် တက်လုံကြစေတယ် rider ပင်ပန်းစေတယ်ဗျာအဲ့လိုအဲ့ဒီ hit တစ်ခုတည်းအကြောင်းပေါ့နော်ဆိုတော့ဒီကောင်ကြီးတွေကအဲ့လိုလမ်းမကောင်းရင်အဆင်မပြေဘူးတောက်လျှောက်မောင်းနေမှရမယ်နောက်တစ်ခုစီဟိုက်မြင့်တယ်ကြီးတယ်လေးတယ်ဒီကောင်တွေကအ ਨੇ ဆုံးပေါင်900လောက်ရှိတာပေါ့နော်ဆိုတော့စီဟိုက်တယ်မြင့်တယ်ပေါင်900လောက်ရှိတဲ့ဘိန်းတွေဆိုတော့တော်တော့ခမ်းမသိလို့ဒီလို slow speed ပေါ့နော်ဟိုခက်နေနေလေးမောင်းနေတော့ကိုယ့်မယ်ပါညာခမ်းမသိလို့ရှိရင်နည်းနည်းစောင်းသွားရင်အဲ့ဒါ6ကမနိုင်တော့ဘူးအဲ့ဒါတုံးလုံးလဲရောအဲ့လိုမျိုးဆိုတော့အဲ့ဒီပြဿနာရှိတာပေါ့နော်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံတို့ကဒီ crossover ဒီအကောင့်ကြီးနဲ့ kait လာဆိုတော့မြန်မာနိုင်ငံတွတ်တော့တိတ်မ kait ဘူးဗျ။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မှာက highway လမ်းမကအမြန်လမ်းကဆိုင်ငံမောင်းလို့မရအောင်ဆိုတော့လမ်းဟောင်းဝဲမောင်းရတယ်။ရန်ကုန်နဲ့မန္တလေးသွားမယ်ဆိုရင်တော့ကျွန်တော်တို့လမ်းမကဒီရွာတန်းရှိတွေမြို့တွေကိုဖျက်ရသေးတာလေ။ဆိုတော့ speed ကကောင်းကောင်းတင်လို့မရအောင်ဟဲ့အဲ့ဒီမှာ speed ကအမြဲ short နေရတယ်ဆိုတော့ engine ကဘာပဲပြော heat တက်တယ်။အဲ့ဒီ heat က rider ကိုပင်ပန်းစေတယ်။နောက်တစ်ခုကလမ်းလည်းမကောင်းလမ်းမကောင်းလို့လမ်းမေးပညာချလိုက်မှဆိုရင်လေကျွန်တော်ခုနကပြောလို့အဲ့ဒါအတုံးလုံးကလဲအောင်ပါဟမ်းအဲ့လိုမျိုးဆိုတော့ မြန်မာနိုင်ငံတို့ကတော့အသိအဆင်မပြေဘူးပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံတို့ကအဆင်ပြေတဲ့ cross over မိတဲ့ site တွေရှိတယ်အဲ့ဒါကောင်ကဘာလေးလဲဆိုတော့နံပါတ်1 Kawasaki Versys 650 2008ကလေးထုတ်လာတာဗျာ second generation ကတော့ကျွန်တော်ထိုင်းရစထုတ်တယ်အဲ့ဒီကောင်ကတော့မြန်မာနိုင်ငံတို့အသင့်တော်ဆုံးပဲထိုင်းရထုတ်တဲ့အတွက်ကျွန်တော် quality လည်းကောင်းတယ်စိတ်ချရတယ်အပူပစ္စည်းလည်းမရှောင် performance လည်းကောင်းတယ်သူက 650cc parallel twin ကို180 degree crank နဲ့ပေါ့နော်ဆိုတော့သူက big bang power အင်ဂျင်ကလုံးဝ aggressive ဖြစ်တယ်အဲ့လိုမျိုးအင်ဂျင် response တော်တော်လေးကိုကောင်းတယ်လေကောင်း Kawasaki Versys 650ပေါ့နော်ပြီးတော့နံပါတ်2နံပါတ်2လိုက်တာကကျွန်တော်တို့မြန်မာနိုင်ငံတော့ဆိုရင် Honda NC 900ဒါပေမဲ့850 H ပေါ့နော်အဲ့ဒီကောင်းအဲ့ဒီကောင်းလေးမဆိုးဘူး NC ကြတော့သူကဒီ engine က aggressive တော့မဖြစ်ဘူး comfort ဖြစ်မယ်မားလား comfort ဖြစ်မယ်ပြီးတော့စီစား imminent တတ်တာမယ်ယူရကြတာသူရဲ့အဓိကယူရကြအဲ့ဒီနှစ်ခုပေါ့နော် အပြီးလို့ရှိရင်ကျွန်တော်တို့ Yamaha အခုနောက်ဆုံးထွက်လာတဲ့ကောင် Yamaha Tracer 7 GT ရှိမယ်။သူက60 cc ဖောက်လက်တွင်ပဲ290 degree crank နဲ့ကောင်။အဲ့ဒီကောင်လေးလည်းမဆိုးသူကြတော့ smooth ပို့ဖြစ်တယ်ပြီး high speed ဒီကောင်ကမောင်းလို့ပိုကောင်းတယ်အဲ့လိုမျိုး။ပြီးတော့ကျွန်တော်အခုနောက်ဆုံးလာမဲ့ကောင် Suzuki ကဟို V တွင်650 cc နဲ့ကောင်လေး SV 7GH ပေါ့နော်အဲ့ကောင်လေးအဲ့ဒီကောင်ကတော့ကျွန်တော်တို့ဒီ2026ကြာမှာအဲ့ဒီကောင်က ဟိုဈေးကွက်ထဲဝင်မှာဆိုတော့လောလောဆယ်တော့မြန်မာနိုင်ငံထဲမှာတော့မရှိသေးဘူးနော်ဒါပေမဲ့မြန်မာနိုင်ငံတော့လည်းဒီကောင်တင့်တော်တယ်ဘိန်းလေးရပြီးတွင်ဟိုကုမဖြစ်တယ်ဗျာဝိတ်လည်းအများကြီးမဟုတ်ဘူးဒီကောင်တွေကဝိတ်ပေါင်430 450ပတ်ချလဲအဲ့လောက်လေးရှိတာပေါင်900လုံးဝမကျော်ဘူး900အောက်ပဲဆိုတော့ကျွန်တော်တို့ဘလို့ပြောမလဲမြန်မာနိုင်ငံကကျွန်တော်ရိုက်တာတွေပေါ့နော်အရ9ဘေး6ကို4ချိန်ပေါင်150လောက်ဆိုရင် AC ဒီဘိန်းနေထိန်းနိုင်တယ်အဲ့လိုမျိုးဆိုတော့မြန်မာနိုင်ငံအတွက်တင့်တော်တာကတော့ crossover မြေတဲ့ site လေးတွေတင့်တော်တာပေါ့နော် โอเคဒီလောက်ဆိုရင်တော့ကျွန်တော်တို့ဒီခုနောက်ပိုင်းခေတ်စားလာတဲ့ဒီ crossover model တွေအကြောင်းကတော့ဟိုပြည့်စုံသွားပြီပေါ့เนาะ